သူကအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုစတင်ဟောကြားပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီဘက်ကကာလာထဲမှာဒီဘဲဆိုတဲ့နမိတ်ကပ်ပြားကြားနေပါတယ်။အဲ့ဒီရဲ့နမိတ်ကပ်ပြားကြောင့်တနင်္ဂနွေသားသမီးတွေနဲ့ဒီဘက်ကကာလာထဲမှာမိမိရဲ့ချစ်ခင်ရတဲ့သူတွေကိုတန်ရောတင်ရှိတဲ့သူတွေသိုးတွေအတွက်ပူပန်ရတဲ့ကာလာဒီကာလာဟာပူပန်မှုကြောင့်အလုပ်သိမ့်မဖြစ်တဲ့ကာလာလို့ပြောလို့ရတယ်။အဓိကကပူပန်မှုကြောင့်အလုပ်မဖြစ်တဲ့ကာလာဆိုတော့ပူပန်မှုတွေကိုရှော့ချနိုင်နေဆိုရင်အလုပ်ဖြစ်သွားမှာပေါ့။ဒါကိုမိမိတို့နဲ့သတိပြုဖို့လိုပါတယ်။ ကိုယ်အနေနဲ့အဲ့တန်ရောတွေချစ်ချင်းမြတာအကြောင်းပူပန်ရတာမျိုးတွေနောက်ကိုလိုက်နေမယ်ဆိုရင်အလုပ်တွေဖြစ်မဲ့ကာလမဟုတ်ပါဘူး။မိမိတို့အနေနဲ့အလုပ်တွေဖြစ်ချင်တဲ့ဆိုရင်တော့ဆက်လာအောင်ပြောတဲ့တန်ရောင်းစဉ်ချစ်ချင်းမြတ်တာတွေကိုဆွဲချဖို့လိုအပ်ပါတယ်။ပြီးတော့တင်းငွေသားမီဝန်ထမ်းတွေအခြေခံဒရန်စာတွေဆိုရင်ဒီတစ်ရက်တာကာလထဲမှာလုပ်ငန်းဝင်မှာရွက်ဝဲကိုခဏခဏတွားရောက်ပေးရတယ်မယ်။လုပ်ငန်းနဲ့ဆက်ဆက်တဲ့ကိစ္စမျိုးနဲ့တွားရောက်ရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ပြီးတော့အခြေခံဒရန်စာတွေအနေနဲ့ဒီတစ်ရက်တာကာလထဲမှာငွေကြေးနည်းနည်းဆဆဝင်ဖို့ရှိတယ်လို့ အဲ့ဒီမိုးဝင်ဖို့ရှိတယ်လို့ပြန်ထွက်နိုင်အကြောင်းတရားလည်းပေါ်ပေါက်ဖို့ရှိပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ပိုင်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်တော့ဒီဘက်တာကာလထဲမှာမိမိရဲ့လုပ်ငန်းကိုအမျိုးသမီးတွေရဲ့နှောက်ယှက်မှုကြောင့်လုပ်ငန်းထိမောတာမျိုးကြံ့ကြာတာမျိုးနှောက်ယှက်ဖြစ်ရတာမျိုးတွေဖြစ်ဖို့လည်းရှိတဲ့ကာလပါပဲ။ဒီကာလထဲမှာနိုင်ငံခြားသွားမယ်လို့ကြံရတဲ့တနင်္ဂနွေသားသမီးတွေအနေနဲ့နိုင်ငံခြားခင်းနဲ့ပတ်သက်ရင်မိမိကမိတ်ဆွေပေါင်းစည်းတွေကိုစောင့်နေတာမျိုးတွေတငယ်ချင်းတွေမှတူတူသွားမယ်တွေ ဲ့ဒါမျိုးရည်ကြောင့်လည်းနှောင့်လေးကြံ့ကြဖို့ရှိပါတယ်။ဖြစ်နိုင်မယ်ဆိုရင်တူတဲ့တယောက်တည်းတောင်းနေအောင်လို့ကြိုးတာပါ။အဲ့ဒါဆိုရင်အစိမ်ချောဖို့ရှိပါတယ်။ပြီးတော့အတိုက်ကံအနောက်ချက်တွေဒီကာလရှိတဲ့ကာလဖြစ်လို့တတိပြုဖို့လိုပါတယ်။ကိုယ်အနီးအနားမှာကိုယ်ကိုမလိုတာမျိုးမကျင်တတ်တာမျိုးတွေရဲ့အတိုက်ကံအနောက်ချက်တွေရှိပါတယ်။ငွေကြေးပိုင်းနဲ့ပတ်သက်ရင်စွန်သွားပြီးတော့ငွေကြေးအကျိုးစီးပွားလုပ်တိုင်းလိုတဲ့တနင်္ဂနွေသားမီးရယ်ဆိုရင်ဒီတစ်ပတ်တာကာလာ60ရာခိုင်နှုန်းလောက်ကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ပြီးပြီးတော့အနေနဲ့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့စွန်သွားလုပ်တိုင်းလိုရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ဒီကာလမှာအကျောနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကြီးစိုက်ပေးဖို့လိုအပ်ပါတယ်။မေယိုဒီတရင်းကြီးကောင်းကြီးရဲ့အနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကာလမှာကိုချစ်သူနဲ့ကိုနဲ့ဂျာမာဆက်ဆံရေးတွေကနည်းနည်းလေးပြတ်မဲ့ပြီးအောင်အေးဆက်တာမျိုးအတ္တဆန္ဒမျိုးတွေနဲ့ပြန်ပြောင်းအနေငယ်အလံဝေးကွန်နေဖို့ရှိပါတယ်။ဒါပေမဲ့ချစ်ချင်းမေတ္တာတွေလုံးဝကုန်ခန်းသွားစေလောက်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ပြန်လေတယောက်ကတော့အလံဝေးနေပြင်မဲ့နှလုံးသားတွေကတော့နီးနေမဲ့ကာလပါပဲ။ အိမ်ကောင်ပဲတင်းငွေတာမီရဲ့အနေနဲ့ကတော့အိမ်ကောင်ဘတ်စီကနေပြီးတော့ငွေကြေးလက်လာပါအထူးပေါ်များတဲ့ဟာမျိုးငွေကြေးလက်လာပါတွေဝင်စီတာမျိုးတွေကြောင့်အဲ့ဒီဟာကိုဝင်တာကိုအကြောင်းပြုပြီးတော့တရားရတရားမှာအိမ်ကောင်ရင်းမှာတာယာဝဲရှိတယ်ပြောပွားစားတောက်ဖြစ်တာမျိုးတွေပြောဝဲစုံတွေတွားရောက်တာမျိုးတွေဖြစ်ဖို့ရှိပါတယ်ဒီဘက်ကကာလာထဲမှာတင်းငွေတာမီအိမ်ကောင်တွေရဲ့အနေနဲ့အိမ်ကောင်ကြီးကံကောင်းနေတယ်လို့ပြောလို့ရတဲ့ကာလာဖြစ်ပါတယ်ဖြည့်သွင်းမယ်ဆိုရင်တော့၃နဲ့၅ကိုပေါင်းထိုးရပါ ရေရာအနေနဲ့ကတော့ခွေးအစာကျေးပြီးတော့မိမိရဲ့လိုအပ်ချက်တွေကိုလေးလေးနက်နက်တောက်စုပြည့်ဝပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတရင်းတွေသားမိရဲ့အတွက်ဖြစ်ပါတယ်ဗျာဟောတမနာသားမိရဲ့ကံကြမ္မာကိုဆက်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်တမနာသားမိရဲ့အနေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကချော်ရီယောခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဒီနမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တမနာသားမိရဲ့အနေနဲ့ ခကြီးတွေသွားတာမျိုးတွေမထင်မှတ်ထားပဲနဲ့သွားလာလှုပ်ရှားတာမျိုးတွေအကြောင်းကိစ္စပေါ်လာတယ်အဲ့ဒါမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလပြီးတော့ဒီကာလထဲမှာငွေကြေးကိုအကြောင်းပြုပြီးတော့ခကြီးသွားတဲ့ကာလဒီကာလဟာကိုခကြီးသွားတယ်ဆိုရင်အဲ့ဒီခကြီးဟာငွေကြေးနဲ့ဆက်ဆက်တဲ့ခကြီးမျိုးတွေဖြစ်နေတဲ့ကာလဖြစ်ပါတယ်ပြီးတော့တဏှာသားသမီးတွေဝန်ထမ်းတွေအခြေခံစွမ်းစားတွေအနေနဲ့ဒီဘက်တာကာလထဲမှာလုပ်ငန်းဝင်နေရနေပြီးတော့စမလိုမျိုးငွေကြေးကိုအကြောင်းပြုတာမျိုးအလုပ်ကိုအကြောင်းပြုရဲ့ခကြီးမျိုးတွေသွားဖို့ရှိသလို ကိုမလုတ်ချင်မဲ့နဲ့လောရတဲ့တိုင်တွေရတဲ့အရာမျိုးတွေပဲတိုင်တွေခိုင်းခံရတဲ့ကာလဖြစ်ပါတယ်ဒီကာလတွေမှာဆက်သူကြီးတွေနဲ့နန်းနလေးအတိုက်ခိုက်တွေဖြစ်ဖို့ရှိတယ်ကရောက်ကစားတွေဖြစ်ဖို့ရှိပါတယ်အခြေခံများစွာတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလတွေမှာငွေဝင်ဖို့ရှိပါတယ်အဲ့ဒီငွေကြေးကိုအကြောင်းပြုပြီးတော့မိသားစုပြင်ရှင်ရပါလိမ့်မယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေတူရဲ့အနေနဲ့ကတော့ဆုံးဖြတ်စရာကိစ္စမျိုးတွေပေါ်တတ်တယ်လုံငန်းနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်စရာကိစ္စတွေအဲ့ဒီအလုပ်ကိုဆက်လုပ်မှလားဒီနေရာမှာပဲရပ်တန့်မှလား အဲ့ဒီလိုမျိုးဆုံးဖြတ်စရာတွေပေါ်တတ်ပါတယ်တဲတော့ကတက်တွန်းထားတာကဆက်လုပ်ပါလို့ပြောထားပါတယ်ပြီးတော့တနင်္လာသားသမီးတွေအနေနဲ့နိုင်ငံခြားသွားမယ်လို့ကြံထားရဆိုရင်ဒီကာလမှာအမြန်ဆုံးပေါ်ဆောင်တင်တယ်ဒီကာလမှာလုံဆောင်သမ ्या ကကိုယ့်ကိုအထောက်ပံ့ကောင်းတဲ့ရရှိနေတဲ့အဆင်ပြေချုံးမှုစေမှာဖြစ်ပါတယ်ပြီးတော့ငွေကြေးအကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ဆွန်သားလုတ်ကန်နေတဲ့တနင်္လာသားသမီးတွေအနေနဲ့ဒီကာလဟာရာဂိုင်းနှုန်း65လောက်ထိကောင်းတဲ့ကာလဒါပေမဲ့အနည်းငယ်လောင်းလောဆန်းဆန်းဆွန်သားတဲ့အပိုင်းတွေပါပါတယ် ဒါပေမဲ့ရာဂိုင်နှုန်းကတော့65ရာဂိုင်နှုန်းကောင်းတဲ့ကာလဖြစ်တဲ့အတွက်လုံဆောင်မှုရတဲ့ကာလဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလထဲမှာပြည်နာသားသမီးတွေနေနဲ့ကိုယ်လက်နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာလေးတွေကိုဆက်ပေးဖို့လိုပါတယ်။ဒီကာလမှာအထက်ခက်အနောက်ဆက်တော့ကင်းနေပါလိမ့်မယ်။မေသူတင်ရသားမိရဲ့အနေနဲ့ကတော့အခြေအနေနဲ့ပတ်သက်ရင်ဒီရဘတာကာလာထဲမှာကိုချစ်သူနဲ့ကိုနဲ့ကြမှာခလောက်ဆန္ဒမျိုးတွေဖြစ်ပေါ်ရှိတယ်။ကိုချစ်သူနဲ့ကိုနဲ့ကြမှာအဆင်မပြေအောင်လေအခုထစ်တွေဖြစ်အောင်လေကြားနေပြီးခလောက်ဆန္ဒမျိုးတွေကြောင့်အခြေအနေအဆင်မပြေဖြစ်မဲ့ကာလဖြစ်ပါတယ်။အ ိမ်ကောင်းတွေတင်လာတောင်းကြီးတွေအနေနဲ့ကတော့ရွေးချယ်စရာတွေဆုံးဖြတ်စရာတွေတွေပေါ်ပေါက်ဖို့ရှိပါတယ်။အဲ့ဒီဆုံးဖြတ်စရာတွေကိုအကြောင်းပြုပြီးတော့မှမိမိတို့ရဲ့အိမ်ကောင်းကြီးရဲ့နောက်ထပ်ပစဉ်တာယာတွေမတာယာဘူးတွေကအဲ့ဒီဆုံးဖြတ်စရာပေါ်မှာမူတည်နေပါလိမ့်မယ်။ချီတွန်းမယ်ဆိုရင်တော့တင်လာတောင်းကြီးတွေနဲ့ခွန်နဲ့6ကိုပေါအောင်ထိုးပေးပါ။ရေရာအနေနဲ့ကတော့မျက်အစာကျွေးပြီးတော့မိမိရဲ့လူရင်းစနတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါ။ဒါဆိုရင်ကိုယ့်စီကိုကောင်းသောပြန်လျှောက်ရတာရရှိစေမှာဖြစ်ပါတယ်ဗျာ။ အဝေစားပေးသွားတာကသတင်းစာကောင်းမြည်ရဲ့အတွက်ဖြစ်ပါတယ်ဗျာအင်္ဂါတော်မြည်ရဲ့အတွက်ဟောစံအစီအစဉ်စတင်မှာဖြစ်ပါတယ်အင်္ဂါတော်မြည်ရဲ့အနေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကဇဖူးလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဇဖူးလို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါတော်မြည်ရဲ့ဒီကာလာထဲမှာကိုယ့်စီမှာကိုယ့်အနေနဲ့လောကနဲ့ပတ်သက်တဲ့စိတ်ကုံစရာတွေဝမ်းနည်းစရာတွေ အဲ့ဒီအရာတွေကိုကိုယ့်ရဲ့ရင်ထဲမှာထွေးပွေပြီးတော့ဖြတ်သန်းနေရတဲ့ကာလဒီကာလထဲမှာဘယ်ဟာကိုပဲလောလောကမပြောင်းမွှေ့တယ်လို့ခံစားနေရတဲ့ကာလမခရီးသွားကြမယ်ဆိုလဲမသွားကျင်တာမျိုးပေါ်လေးသွားစားမယ်ဆိုလဲမစားကျင်တာမျိုးပေါ်လေးလောအောင်ဆိုလဲမလုပ်ကျင်တာမျိုးတွေဘာကြောင့်မလုပ်ကျင်တာတွေဘာကြောင့်မသွားကျင်တာတွေဆိုရင်ထဲမှာအဲ့ဒီလိုမျိုးလောကကြီးကအနှစ်မဲ့ပါတယ်မြစ်တာတာမရှိပါဘူးအဲ့ဒီလိုမျိုးခံစားမှုတွေနဲ့ဖြတ်သန်းနေရတဲ့ကာလဖြစ်ပါတယ်ပြီးတော့ဒီကာလထဲမှာဝန်ထမ်းတွေအခြေခံလူရန်သားတွေအနေနဲ့ အလုံးလုံးကတော့မပြောမွေတာမျိုးမပြောပိုက်တာမျိုးတွေဖြစ်ဖို့ရှိတယ်။အဲ့ဒီလိုမပြောပိုက်ကြမဲ့မိမိစီကိုငွေကြေးဝင်ဖို့ရှိတယ်။အဲ့ဒါလူကြီးတွေဆရာမိဘတွေကနေပြီးတော့မဟုတ်ဘူးပေးတာမျိုးတွေအဲ့ဒါမျိုးတွေကြောင့်ရရှိတဲ့ငွေကြေးတွေဝင်ဖို့ရှိပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ပိုင်တဲ့သူတွေအနေနဲ့အလုပ်ကိုရညာဖြစ်တာမျိုးတွေဖြစ်ဖို့ရှိတယ်။ဒီကလာထဲမှာအလုပ်တွေရပ်တန့်လိုက်တာမျိုးအလုပ်တွေခက်ခက်ခဏရညာလိုက်တာမျိုးတွေဖြစ်ဖို့ရှိပါတယ်။အဲ့ဒီလိုရညာခြင်းကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့အနှဲငယ်ထိခိုက်ဖို့ရှိပါတယ်။ဒီကလာထဲမှာ ်အင်္ဂါတောင်းမီနိုင်ငံရသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့စားရတာတွေပျောက်ရှားတက်တယ်အဲ့ဒီဟာကိုပျောက်ရှားခြင်းကိုအကြောင်းပြုပြီးတော့နိုင်ငံခြားသွားဖို့ခက်ခဲသွားတာမျိုးတွေဖြစ်တတ်တယ်ပါတယ်အဲ့တော့ဂရုပြုဖို့လိုအပ်ပါတယ်အတိုက်ခိုက်အနောက်ရှေ့အနေနဲ့ဒီကလာထဲမှာကိုယ့်ကိုနောက်ကွယ်ကနေချောင်းချောင်းတာမျိုးတွေဖြစ်တတ်တယ်နောက်ကွယ်ကနေချောင်းချောင်းလုံးကြံတာမျိုးတွေခြေထိုးခံတာမျိုးတွေရှိတာမျိုးတွေရှိတတ်တဲ့အတွက်အင်္ဂါတောင်းမီတွေနဲ့သတိပြုဖို့လိုပါတယ်အဓိကကကိုယ့်ရဲ့အနီးအနားမှာရှိတဲ့ တောက်ကြဘုဒ္ဓဟူနာမည်ပါတဲ့သူမျိုးတွေကိုဂရုစိုက်ပေးဖို့လိုပါတယ်ကိုယ်နဲ့လည်းမလို့မုန်းထားရှိတဲ့တောက်ကြဘုဒ္ဓဟူတွေရှိတယ်ဆိုရင်တော့ပို့ပြီးတော့ဂရုစိုက်တင်ပါတယ်ပြီးတော့အင်္ဂါတမိတွေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကင်တဲ့သူတွေဆိုရင်ဒီကာလမှာငွေကြီးပိုင်းဆိုင်ရာစွန်သားလုတ်ကင်ခြင်းတွေဟာဂျာပန်လုံး60လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်မိမိအနေနဲ့လုတ်ကင်ဖို့အပိုင်းမှာအထင်းအကိုတွေနဲ့လုတ်ကင်လို့ရပါတယ်အရင်ကရောကြီးတော့မလုပ်မိဖို့အရေးကြီးပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အာယုံကျောနဲ့ပတ်သက်တဲ့ဝေဒနာတွေဂရုစိုက်ပေးဖို့လိုအပ်ပါတယ် မေရဒီအင်္ဂါတောင်းကြီးတွေအနေနဲ့အချိန်ရင်းနဲ့တက်တဲ့ရင်ဒီကာလဟာချစ်သူမဟုလက်ဖက်ဖြစ်သွားတာမျိုးတွေပေါင်ဖက်ဖြစ်တာတွေလက်မထိုးကြတာတွေကဒီလိုကာလမှာဖြစ်တတ်ပါတယ်အဲ့တော့အင်္ဂါတောင်းကြီးချစ်သူတွေအနေနဲ့အချိန်နဲ့တက်တဲ့ရင်ပျော်ရွှင်ရမယ့်ကာလလို့ပြောလို့ရပါတယ်အိမ်ကောင်းတဲ့အင်္ဂါတောင်းကြီးတွေအနေနဲ့ကတော့ဒီကာလတဲ့မှာအိမ်ကောင်းကြီးမှာပြဿနာပေါ်ပေါ်တယ်အဲ့ဒီပြဿနာကအထူးသဖြင့်မခံတဲ့ငွေကြေးကိုအကြောင်းပြုပြီးဖြစ်တဲ့ပြဿနာတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လာရင်နေနဲ့မရကြပါပြောရတဲ့အပြောဆိုဆက်ဆံရေးပိုင်းတွေတတိပြုလို့လိုအပ်ပါတယ် ချီထိုးမဲ့ဆိုရင်တော့အင်္ဂါသားကြီးတွေနဲ့ခွန်နဲ့ရှစ်ကိုပေါအောင်ထိုးပေးပါရေရာအနေနဲ့ကတော့အိမ်နီးနားမှာရှိတဲ့ဖျားတဆူစီကိုသွားပြီးတော့ကိုယ့်ရဲ့မွေးနှံအင်္ဂါတောက်မှာတန်ရှင်းရေးပြုလုပ်ပေးပါအဲ့ဒီလိုပြုလုပ်ရမယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကအင်္ဂါသားကြီးတွေအတွက်ဖြစ်ပါတယ်ဗျာဘုရားသခင်ရဲ့အတွက်တပတ်တာတွေ့ကြမှာကညီမတွေကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ် ဘုရုသမီးရဲ့အနေနဲ့ဒီဘက်တာကာလာနဲ့မှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တကဟမ်းမန်းလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ်ဟမ်းမန်းလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့ဘုရုသမီးရဲ့ဒီကာလာထဲမှာလုံငန်းကံရံတွေကမပြီးမပြတ်တွေတို့တန်းတန်းတွေဖြစ်တဲ့ကာလာဖြစ်ပါတယ်ဒီကာလာထဲမှာကိုကအလုပ်တွေကဟိုနားမှာလည်းအကျွေးကြံဒီနားမှာလည်းအကျွေးကြံအဲ့လိုမျိုးတွေနဲ့ဖြစ်တတ်တဲ့ကာလာ အဲ့ဒီအကျွေးကြံရင်းကြောင့်ပြဿနာဖြစ်စေတာဆိုရင်ပြဿနာကဖြစ်ဖို့တော့မရှိပါဘူးအဓိကကဒီကာလဟာလုပ်ငန်းအကျွေးကြံတတ်တဲ့မပြီးမပြတ်တဲ့ဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူန်းသားတွေအနေနဲ့လည်းကိုယ့်ရဲ့လုပ်ငန်းနိုင်ငံတွေလုပ်စရာရှိတာလေးကိုထားခဲ့ပြီးတော့ပျော်စရာတွေခရီးတွေတွားတတ်တဲ့ကာလဒီကာလမှာအဓိကကအလုပ်တွေကိုခြံထားခဲ့ပြီးတော့အပျော်တွေနောက်ကိုပဲဥပပေးသွားဖြစ်မဲ့ကာလဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေသူရဲ့အနေနဲ့ကဒီကာလထဲမှာလုပ်ငန်းကနေအကျိုးမြတ်ထက်စာရင် မိမိအနေနဲ့ငွေကြေးအထွက်တွေအဓိကများနေတဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာအကျိုးမြတ်ရရှိဖို့တဲ့ဆိုင်ငွေကြေးအထွက်တွေများတတ်တဲ့ကာလဖြစ်လို့ရှင်းလင်းဝင်လာမှုအစ်စ်တွေတိုးချဲ့တာမျိုးတွေကိုတော့ရှောင်ကျင်တဲ့ကာလလို့ပြောလို့ရပါတယ်နိုင်ငံခြားတောင်းတယ်လို့ကြံထားတဲ့ဘရူပါမီတွေဆိုရင်ဒီကာလထဲမှာရလက်ပိုင်းတွေကကိုမျောလင်းထားသလိုမဟုတ်ပဲနဲ့တလွဲတွေဖြစ်နေတတ်တယ်ကိုကမျောလင်းထားတာတမျိုးတကယ်ရရှိတာတမျိုးတွေဖြစ်နေတတ်တယ်အဲ့တော့ကိုကတခါကြရင်အစိုးမျောလင်းထားတယ်ဆိုတော့အကောင်းနေဖြစ်နေတတ်တာမျိုးเนาะ အဲ့တော့ကိုထင်ထားတဲ့အရာတွေနဲ့တလွဲဖြစ်တဲ့ကာလဖြစ်ပါတယ်အတက်ခဲအနောက်ရှက်တွေအနေနဲ့ဒီကာလထဲမှာဘုရုသားမိတွေအနေနဲ့အနောက်ရှက်တွေမရှိပါဘူးကျဲမိုင်းနဲ့ပတ်သက်ရင်တော့ခီးဆက်ရမှာသွေးပေါင်ကျတဲ့ဝေဒနာလေးတွေကိုခီးဆက်ပြီးလို့တို့ရပါတယ်ငွေကြေးအကျိုးစီးပွားနဲ့ပတ်သက်ပြီးစွန်သားလုတ်ကင်နေတဲ့သူတွေဆိုတော့ဒီကာလထဲမှာမလုတ်ကင်တင်သေးဘူးလက်ဆောင်ထားတဲ့ကာလလို့ပြောလို့ရပါတယ်မေရဒီဘုရူတာမီရဲ့အနေနဲ့အခြေရင်နဲ့ပတ်သက်ရင်ဒီကလာကကိုယ့်ချစ်တဲ့ကိုယ်နဲ့ကမှအရန်ကိုပင်ပင်မမနဲ့ စိတ်နှလုံးမိုးကြက်စရာတွေနဲ့ဖြတ်သန်းရတတ်တဲ့ကာလဒီကာလဟာချီရရတိတ်ပြီးတော့ပျော်စရာမဟုတ်ပျော်စရာတွေကိုဖန်တီးလဲပြဿနာလေးတွေတွဲပါလာတတ်တဲ့ကာလဒါကဘုရိုးသားမိငယ်ရည်ရဲ့အနေနဲ့အိမ်ောင်တဲ့ဘုရိုးသားမိရဲ့အနေနဲ့ကတော့ဒီကာလထဲမှာငွေကြေးကိုအကြောင်းပြုပြီးတော့ပြန်လဲတရားအနေနဲ့စိတ်ဝမ်းကွဲရတာမျိုးကြောက်ကစားဖြစ်ရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ဒီလိုပြုဖို့လိုအပ်ပါတယ်ဖြူလို့မယ်ဆိုရင်တော့ဘုရိုးသားမိရဲ့နှစ်နဲ့ ရှစ်ကိုပေါအောင်ထိုးရပါရေရရာအနေနဲ့ကတော့လမ်းပေါ်မှာတောင်းရနေတဲ့သူတဦးကိုမိမိတက်နိုင်သလောက်ငွေကြေးဒါနပြုပြီးတော့ကိုယ့်ရဲ့လိုရင်းစံတာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကဘုရားဥဒ္ဓမီရဲ့အတွက်ဖြစ်ပါတယ်ဗျာကျော်ရည်ဥဒ္ဓမီရဲ့အတွက်ဓမ္မတာတွေ့ကြမဲ့တန်ကြမာတွေဆောင်းရှောင်းရိုင်းတွေကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ် ကြာသာပြီးတောင်းနည်နေတဲ့ဒီတစ်ဝက်တာကာလာထဲမှာကြီးဆုံးနေတဲ့အာယုံနမိတ်ကတ္တာကလာဘလို့ခေါ်တဲ့နမိတ်ကတ္တာကြီးဆုံးနေပါတယ်။လာဘလို့ခေါ်တဲ့နမိတ်ကတ္တာကြီးဆုံးနေတာဖြစ်တဲ့အတွက်ကြာသာပြီးတောင်းနည်နေတဲ့ဒီကာလာထဲမှာဆုံးဖြတ်စရာတွေတွေ့ဝေစရာတွေအဲ့အရာတွေနဲ့ဖက်တန်းရတဲ့ကာလာဒီကာလာထဲမှာမိမိအနေနဲ့တစ်ခုခုကိုဆုံးဖြတ်ခြင်းနဲ့တစ်ခုခုကိုဆုံးဖြတ်ရမှာမျိုးအဲ့မျိုးရင်းနဲ့အဓိကဖြတ်တန်းရဖို့ရှိတဲ့ကာလဖြစ်ပါတယ်။မိမိစီကိုဆုံးဖြတ်စရာတွေကရောက်ရှိလာဖို့ရှိတယ်လို့ကိုကိုတိုင်ကလည်း တိစ္ဆာတစ်ခုခုကိုတောင်းအောင်နွဲ့နွဲ့နဲ့ဆုံးဖြတ်ဖို့အတွက်ကိုကြည်လုံကြတော့ဖြစ်နေတဲ့ကာလဖြစ်တယ်။ဝန်ထမ်းတွေအခြေခံလူဝန်သားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအလုပ်ခရကနေထွက်ရင်ကောင်းမလားအလုပ်ကိုပဲဆက်လုပ်ရင်ကောင်းမလားကိုလက်ရှိလုပ်နေတဲ့အရာကနေထွက်ခွာရင်ကောင်းမလားအလုပ်ကိုလက်ရှိရပ်တန်းနိုင်ရင်ကောင်းမလားအဲ့လိုမျိုးဆုံးဖြတ်စရာနဲ့ဖြတ်သန်းဖို့ရှိတယ်။တိရောကတိုက်တွန်းထားတဲ့အရာကလုံမြဲအတိုင်းလေးလုပ်ဖို့တိုက်တွန်းထားတယ်။အလုပ်ထွက်လိုက်တာမျိုးတွေအလုပ်ရပ်လိုက်တာမျိုးတွေအဲ့လိုမျိုးတွေကိုတော့ရှောင်ရှားဖို့တိုက်တွန်းထားပါတယ်။ ီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းခွင်ထဲမှာအမျိုးသမီးတယောက်ရဲ့ပါဝင်ဆော့ဖတ်မှုကြောင့်အလုံးနဲ့ပတ်သက်ပြီးကြောက်ကစားဖြစ်ဖို့ရှိပါတယ်။ရှင်လေးတွေပေါ်ဖို့ရှိပါတယ်။နိုင်ငံခြားတောင်းလို့ကြံထားတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာကိုယ်ရွေးချယ်တဲ့မာကုမ္ပဏီအေဂျင့်ကိုယ်ကူညီလုပ်ဆောင်ပေးမဲ့သူမျိုးတွေအဲ့ဒီလိုရွေးချယ်တဲ့အရာတွေထဲမှာအသက်အရွယ်ကြီးတဲ့သူရဲ့ငယ်တဲ့သူရဲ့အဲ့လိုမျိုးကကြီးတဲ့သူတွေကိုဦးစားပေးရွေးချယ်ဖို့တိုက်တွန်းထားတယ် မိမိတဲ့အသက်အရွယ်ကြီးတဲ့သူမျိုးတွေကိုအကူအညီတောင်းခံဖို့တိုက်တွန်းထားပါတယ်သူတို့စီကအကူအညီကောင်းတွေရဖို့ရှိပါတယ်အတက်ခံအနောက်ရှက်တွေရအနေနဲ့လူမျိုးရေးနဲ့ပတ်သက်ရင်ဒီဘက်ကကာလာတဲ့မှာကြော်ကလေးသားသမီးတွေအနေနဲ့အတက်ခံအနောက်ရှက်တွေမရှိပါဘူးကိုကိုဒီပတ်ဝန်းကျင်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကချစ်ခင်နေလိမ့်မယ်ဒီကာလကညနာပွင့်စံပွင့်တဲ့ကာလလို့အောင်ပြောလို့ရပါတယ် ငွေကြီးနဲ့ပတ်သက်ပြီးတော့ကြီးမားမားစွန်သားလုပ်ကန်နေတဲ့သူတွေဆိုရင်ဒီကာလထဲမှာ80ရာခိုင်နှုန်းလောက်ထိကောင်းမွန်တဲ့ကာလဖြစ်တဲ့အတွက်ငွေကြီးအကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့စွန်သားလုပ်ကန်လို့တင်တဲ့ကာလလည်းဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂျာတာဘေးသားသမီးတွေအနေနဲ့လေနဲ့ပတ်သက်တဲ့ဝင်လာတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူဂျာတာဘေးသားသမီးတွေအနေနဲ့အချင်းချင်းနဲ့ပတ်သက်ရင်ဒီကာလထဲမှာကိုယ့်ချစ်မိနဲ့ကိုယ်နဲ့ခင်ကြီးတွေသွားဖြစ်နေမယ်။ပြည့်စုံစရာခင်ကြီးတွေဖြစ်တတ်တယ်။ ဒါပေမဲ့အဲ့ဒီခီးမှာအနှဲငယ်ပြောင်းရပြောင်းရံဖြစ်တယ်လို့ graph ကစားအဖို့ထည်လေးတော့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဘာမှမဟုတ်ဘူးအိတ်ကားတွေကကျော်လွားသွားလိမ့်မယ်ပြောချင်းစရာခီးမျိုးတွေဖြစ်ဖို့ရှိပါတယ်အိမ်အောင်ပဲကြာသာလေးတောင်းမိတွေအနေနဲ့ကတော့အိမ်အောင်ရေးမှာငွေကြေးကိုအကြောင်းပြုပြီးတော့ပြောင်းလဲတယောက်စကားများတာမျိုးမခုံမပြောဖြစ်တာမျိုးတွေတော့ဖြစ်ဖို့ရှိပါတယ်ဖြီးလို့မဲ့ဆိုတော့ကြာသာလေးတောင်းမိတွေနဲ့ခွန်နဲ့တစ်ကိုပေါအောင်ထိုးရပါရေရာအနေနဲ့ကတော့ ကိုယ့်ရဲ့အိမ်ဖေးရမှာအာလူကျော်ဖေးရကိုလူတန်းပြီးတော့မိမိရဲ့လူရင်းဆန္ဒတွေကိုဒေလီနဲ့နဲ့တောင်းစုပြိုးဝဲပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရဲ့သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကကြာသာပေးတောင်းမိတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာတောက်ကြတောင်းမိတွေအတွက်ဟောဆန်းစီစဉ်တွေကိုစတင်တော့မှာဖြစ်ပါတယ်တောက်ကြတောင်းမိတွေအနေနဲ့ဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တကပြီးရောက်ဖို့ကျွန်တော်ပြောနမိတ်ကတ္တကြီးစိုးနေပါဒီနမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြတောင်းမိတွေအနေနဲ့ဒီကာလာထဲမှာ ငွေကြေးချင်းရတဲ့ကိစ္စမျိုးတွေကိုရှောင်ရှားဖို့လိုတယ်ငွေကြေးနဲ့ပတ်သက်တဲ့အထက်မှာပါဝင်လာမျိုးဓာတ်ကုတ်ရလုံရင်ရှင်ရမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်မပါဝင်မိဖို့မပတ်သက်မိဖို့လိုအပ်ပါတယ်ကိုယ်တိုင်လည်းချင်းရတာမျိုးတွေရှောင်ရှားဖို့လိုတယ်ချင်းရတဲ့ဘက်မှာသူများစီကတော့ချီတာပဲဖြစ်ကိုယ်စီကလာချီတာကိုကိုယ်ချီလိုက်တာပဲဖြစ်အကုန်လုံးအကျုံးဝင်ပါတယ်ဒီကတည်းကအဓိကကတောက်ကြသားမိရင်လည်းငွေကြေးနဲ့ပတ်သက်ပြီးတော့ပြဿနာလေးပေါ်ပေါက်တက်လို့အဲ့ဒါကိုပြုပြဖို့လိုအပ်ပါတယ်ဝန်ထမ်းတွေအခြေခံလူရမ်းသားတွေအနေနဲ့ဒီလိုပဲကာလာတဲ့မှာ ငွေရဝင်နေလက်ထဲမှာပြရရမရှိဘူးအဲ့လိုမျိုးတွေနဲ့ပဲလုံးလဲချလဲလိုက်နေလို့ရှိတဲ့ကာလဒီကာလထဲမှာအဓိကကတစ်ချိန်လုံးခုံကြီးလိုမြည်ရတတ်တဲ့ကာလဒါပေမဲ့အစိုးရကနေအကောင်းလို့ပြောရမယ့်ကိစ္စကမခင်မထားဘဲနဲ့ကန်ဒီယာပေးတဲ့ငွေကြေးမျိုးတွေရရှိတယ်။ကန်ဒီယာပေးတဲ့ငွေကြေးတွေကထိပေါက်တာမျိုးတွေ၊စုမဲရရှိတာမျိုးတွေ၊ပြီးသွားတဲ့အခါကျတော့လူကြီးမျိုးတွေကနေယူရပို့ဖို့ဟိုမဟုတ်ဘူးခုပြီးတော့ပေးတာမျိုးတွေ၊ဆရာသမားတွေကပေးတာတွေ အဲ့လိုမျိုးကံရရပေးတဲ့ငွေကြီးမျိုးတွေရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလုပ်ကိုင်တဲ့သူတွေအနေနဲ့ဒီကာလထဲမှာလုပ်ငန်းနဲ့ပတ်သက်ရင်အရင်ကြီးတွန်းလို့တာမျိုးလည်းမဟုတ်လို့ရှော့လို့တာမျိုးလည်းမဟုတ်ပါနဲ့ပုံမှန်တိုင်းလေးမှာလုပ်ဆောင်နေဖို့ရည်ကြီးတဲ့ကာလဖြစ်ပါတယ်အရင်ကြီးတွန်းလိုက်မယ်ဆိုရင်လည်းအဲ့ဒီတွန်းလို့လိုက်ချင်းကအလွဲချော်လေးဖြစ်တတ်တယ်ရှော့လို့ရတာဆိုရင်လည်းလုပ်ငန်းကတော့ဝါထိုးကြသွားတာမျိုးတွေဖြစ်တတ်ပါတယ်ပုံမှန်တိုင်းလေးလုပ်ဆောင်ဖြတ်သန်းဖို့လိုတဲ့ကာလဖြစ်ပါတယ် ပြီးတော့တောက်ကြတောင်းပြီးနိုင်ငံခြားတောင်းမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီကလာထဲမှာနိုင်ငံခြားခီးကိစ္စတွေအများဆုံးစတင်တဲ့နေဒီကလာမှာစတင်ခြင်းကလုပ်ငန်းကိုမြန်မြန်ဆန်ဆန်လေပတ်စေတဲ့ကာလဒီကလာမှာစတင်လိုက်မယ်ဆိုရင်လုပ်ငန်းတွေကမြန်မြန်လေပတ်သွားလိမ့်မယ်မြန်မြန်သွားဖို့အတွက်နှိစက်သွားလိမ့်မယ်ပြီးတော့တောက်ကြတောင်းပြီးရဲ့အနေနဲ့အတိုက်ခက်လူမှုရေးနဲ့ပတ်သက်ရင်ဒီကလာထဲမှာအတိုက်ခက်အနောက်ချက်တော့မရှိဘူးကိုယ်စိတ်မျိုးသားချင်းတွေကနေပြီးတော့ကိုယ့်ကိုအပြစ်ပြောတာမျိုးတွေဟိုဆွဆဲတာမျိုးတွေအဲ့လိုမျိုးတွေတော့ခံရတဲ့ကာလဖြစ်ပါတယ် ပြီးတော့တောက်ကြတောင်းကြီးတွေအင်းနဲ့ငွေကြီးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကင်တဲ့သူတွေဆိုရင်ယာကန်တော့60လောက်ပဲတောင်းတဲ့ကာလဖြစ်တဲ့ဒီကာလထဲမှာငွေကြီးပိုင်းဆိုင်ရာစွန်သားလုတ်ကင်ခြင်းတွေမှာအထင်းကိုလင်းနဲ့လုတ်ဆောင်ဖို့လိုတဲ့ကာလလို့ပြောလို့ရပါတယ်။ကျမိုင်းနဲ့ပတ်သက်ရင်တော့တောက်ကြတောင်းကြီးတွေအနေနဲ့6လောက်ခောက်တာမျိုးတွေ6လောက်ခောက်လဲတာမျိုး6လောက်နဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရတာတွေအဲ့အလေးတွေကျူးဆက်ပြီးလိုအပ်ပါတယ်။မေရဒူတောက်ကြတောင်းကြီးရဲ့အနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကာလထဲမှာချစ်သူကြောင့်ပူပေါင်းတက်တဲ့ကာလအခြေအနေမှာ ပူအောင်ခြင်းနေနဲ့ဖြတ်တန်းအဖို့ရှိတဲ့ကာလဖြစ်ပါတယ်။အိမ်အောင်တဲ့တောက်ကြတောင်းကြီးရဲ့အနေနဲ့ကတော့အိမ်အောင်ရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုယ်အိမ်အောင်မနဲ့ကိုယ်နဲ့ကြမှာပို့ပြီးတော့ရင်းနှီးလာမယ်နွေးနွေးထွေးထွေးရှိလာလိမ့်မယ်အိမ်အောင်ကြီးမှာตายာနေတဲ့ကာလလို့ပြောလို့ရပါတယ်။ဖြည့်ပေးမယ်ဆိုရင်တော့တောက်ကြတောင်းကြီးနဲ့တုံညနဲ့ငါးကိုပေါအောင်ထိုးပေးပါ။ရေတရားအနေနဲ့ကတော့ဖုန်းကြီးတစ်ပွားပွားကိုမိမိရဲ့အနေနဲ့ကိုယ်အိမ်မှာချက်ပြုတ်တဲ့စုံတမျိုးကိုလောင်းလို့ပြီးတော့ကိုယ့်ရဲ့လိုရင်းစံနာတွေကိုလေးလေးနက်နက်တောက်စုပြုတ်ပေးပါ။ ဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံရရတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတောက်ကြသာသမီတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာစနေသားမီတွေအတွက်ဟောဆန်းအစီအစဉ်တွေကိုစတင်တော့မှာဖြစ်ပါတယ်စနေသားမီတွေနေတဲ့ဒီဘက်ကကာလာထဲမှာတဲ့တော့နမိတ်ကဗျာက Jasmine နဲ့ပေါ်နေတဲ့နမိတ်ကဗျာကြီးစိုးနေပါတယ် ဒီနမိတ်ကလေးကြီးစိုးနေတာဖြစ်တဲ့စနေသားမိရဲ့အနေနဲ့ဒီတစ်ပတ်ကကာလာထဲမှာကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေကိုတဖန်ပြန်လဲအသက်သွင်းခံအပ်ခြင်းတဖန်ပြန်လဲလှုပ်ဆောင်အောင်ခြင်းတွေဖြစ်ဖို့ရှိတဲ့ကာလာဒီကာလာထဲမှာစနေသားမိရဲ့အနေနဲ့အဓိကကကောင်းတဲ့ကာလာကြံကောင်းတဲ့ကာလာလို့ပြောလို့ရပါတယ်ပျော်ရွှင်စရာတွေနဲ့လည်းပြည့်ကျော်ဖို့ရှိတဲ့ကာလာပါပဲပြီးတော့စနေသားမိဝန်ထမ်းတွေအခြေခံလူဝန်းသားတွေနဲ့ဒီကာလာထဲမှာအလုပ်ဟောင်းဆရာဟောင်းတွေကပြန်လဲခေါ်လာမျိုးတွေအလုပ်ဟောင်းဆရာဟောင်းတွေကနေပြီးတော့ကြီးစုဆောင်မခြင်းကိုခံရတာမျိုးတွေရှိဖို့ရှိတဲ့ကာလာ ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ကင်ရဲ့သူတွေဆိုရင်လည်းဆရာသမားတွေကြောင့်မိမိရဲ့လုပ်ငန်းစီးပွားရေးတွေမှာအရန်ကိုတိုးတက်တာမျိုးအရန်ကိုဝင်ငွေကောင်းတာမျိုးသိရတာရလပိုင်းတွေရရှိတာမျိုးတွေဖြစ်ပေါ်ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာနိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေဆိုရင်အရင်ကသွားခဲ့ဘူးတဲ့သူမျိုးတွေဆိုရင်အဲ့ဒီသွားခဲ့ဘူးတဲ့ကုမ္ပဏီအဟောင်းတွေနိုင်ငံအဟောင်းတွေဟိုတင်မောလိုင်းဆိုတဲ့တင်မောလိုင်းအဟောင်းတွေကိုပြန်လဲရွေးချယ်ဖို့လိုအပ်ပါတယ် မတော်ဘူးသေးဘူးအခုမှစတင်ပြီးတော့တောင်းမှာဆိုရင်လည်းကို့အနီးနားမှာရှိတဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့တွာလာနေတဲ့အဲ့ဒီလိုကုမ္ပဏီတွေနိုင်ငံတွေအဲ့ဒါတွေကိုဦးစားပေးရွေးချယ်ဖို့လိုအပ်ပါတယ်ကိုကစတင်ပြီးတော့အေဂျင့်တွေနဲ့ဆက်သွယ်မှာဆိုတော့အဲ့ဒီအေဂျင့်တွေကစွမ်းအားလိုမျိုးဟိုကိုနဲ့အကျွမ်းတဝင်ရှိတဲ့အေဂျင့်မျိုးတွေကို့မိတ်ဆွေတွေနဲ့အကျွမ်းတဝင်ရှိတဲ့အေဂျင့်မျိုးတွေအဲ့ဒါမျိုးတွေကိုအဓိကရွေးချယ်ဖို့လိုအပ်ပါတယ်လူမျိုးရေးအတက်ခဲအနောက်ချက်အနေနဲ့ဒီကာလကစနေသားမြေတွေနဲ့အတက်ခဲအနောက်ချက်မရှိတဲ့ကာလလို့အောင်ပြောလို့ရပါတယ်ကိုရဲ့အိမ်အနီးနားမှာရှိတဲ့မိတ်ဆွေအပေါင်းအသင်းတွေ အဲ့ဒီမိတ်ဆွေပေါင်းမြင်နေစီကနေပြီးတော့မထင်မှတ်ထားပနဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိဖို့ရှိတတ်တဲ့ကာလပါပဲဒီကာလထဲမှာစနေသားနေ့ရဲ့အနေနဲ့ငွေကြေးပိုင်းဆိုင်ရာဆွန်လာလောက်ကင်မယ်ဆိုရင်ရာဂိုင်းတော့85လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အားထည့်ပြီးလုပ်လို့တင်တဲ့ကာလလို့ပြောလို့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့နေနဲ့ပတ်သက်တဲ့ဝင်လာလေးကြီးဆိုင်ပြီးကိုလိုရပါတယ်ငွေရသူစနေသားနေ့ရဲ့အနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကာလကကိုချစ်သူနဲ့ကိုနဲ့ အရန်ကိုလိုလလနဲ့ပေါ်ပေါ်ပါနဲ့ဖြတ်သန်းရမယ့်ကာလဒီကာလတုန်းကဘယ်အရာမှလေးလံစေတဲ့အရာတွေဘာလို့မှခေါင်းထဲမထည့်ပဲနဲ့ဖြတ်သန်းရမှုရှိတဲ့ကာလဖြစ်ပါတယ်။အိမ်အောင်တဲ့စနေသားသမီးတွေအနေနဲ့ကတော့အာယုံတွေအရန်ကိုဝဝနေလိမ့်မယ်။ဘာလို့လုံးလုံးလုံးအောင်ဘာလို့ဆုံးပြလို့ဆုံးပြရမှမသိပဲနဲ့ဒီကာလထဲမှာအိမ်အောင်ရင်းနဲ့ပတ်သက်ရင်ဝဝဝဝနဲ့ဖြတ်သန်းရတဲ့ကာလဖြစ်ပါတယ်။ဖြီထုံးမယ်ဆိုရင်တော့စနေသားသမီးတွေနဲ့တုံညာနဲ့ကိုကိုပေါအောင်ထိုးပေးပါ။ရေရာအနေနဲ့ကတော့ ကိုယ့်ရင်အသက်ဆင်းတို့နေရာမျိုးဒီတက်စီလဲပေးတာမျိုးတန်ရှင်းရင်ပြုလုပ်ပေးတာမျိုးပြီးတော့အသက်ဆင်းတို့နေရာမျိုးမှာဖျောင်းနိုင်ထုံးပေးတာမျိုးတွေပြုလုပ်ပြီးတော့မိမိရဲ့လူရည်စရတွေကိုလေးနေတဲ့တောက်စုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေကရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားမိတွေအတွက်ဖြစ်ပါတယ်ဗျာ